ိတ်ဆွေများအားလုံးမင်္ဂလာပါဗျာကျွန်တော်ရဲ့ 3D Lucky Number မြန်မာ Channel လေးကနေပြီးတော့ပြန်လေးကြိုလိုက်ပါတယ်ကဲအချိန်20တော့ရောက်ခဲ့ပြန်ပြီเนาะကဲအချိန်20အတွက်လာမယ့်အချိန်20အတွက်မင်္ဂလာကနန်းလေးနဲ့စလိုက်ရအောင်ညာเนาะချိန်20မှာလာနိုင်ပြီရှိတဲ့ကနန်းလေးတွေကိုကျွန်တော်ရှင်းပြပြီးပြသပြပါမယ် မိတ်ဆွေများအားလုံးကျွန်တော်ရဲ့ channel ကိုအားပေးကြတဲ့မိတ်ဆွေအားလုံးဒီချာလေးလိုက်ကြည့်ပေးပါဒီနန်းလေးတွေကတော့ကောင်းလို့ရလေးတွေကိုတင်ဆက်ထားခြင်းဖြစ်ပါတယ်တအပ်ဒီချာတော့ဘလူးမှမပြီးပါဘူးခင်ဗျာနော်အဲ့တော့ဒီမှာစားလေအောင်69ခုနှစ်နော် 89ခုနှစ်ကအဲ89ခုနှစ်မှာ930ဆိုတာရှိတယ်နော်930သူ့ရဲ့ဒီနောက်ကို10နှစ်ချားမယ်ဒီ1 2 3 4 5 6 7 8 9 10 10ချမှာတရားဆိုတာရှိပါတယ် တရားရဲ့အောက်တစ်ခွကျော်မှာညငါခွန်ဆိုတာရှိပါတယ်ဟုတ်ပြီနော်မစ္စတာပရိနေကျွန်တော်စတဲ့တာပါဗျာနော်အဲတခါဒီဘက်မှာလေးကြည့်လိုက်အောင်ကျွန်တော်တို့21ခုနှစ်မှာ21ခုနှစ်မှာ3ည3ခွန်ဆိုပြီးရှိပါတယ်ဒီ3ည3ခွန်ကနေပြီးတော့နောက်ကို10နှစ်ချားမယ်ဒီနေ့3 လေး၅၆၇၈၉၁၀နှစ်ချမ်းမယ်တရားဆိုတာရှိပါတယ်အဲ့ဒီတရားရဲ့အောက်ကိုတပင်ကြော်ရင်ခွန်၅နှစ်ဆိုတဲ့ကဏ္ဍရှိပါတယ်ဟုတ်ပါနဲ့အတူတူပဲနော်ဟုတ်ပြီနော်မေဆွေများအဲ့ဒီတော့ဒီပရင်လေးကနေပြီးကျွန်တော်တို့စပြီးတော့အခု20ချိန်အတွက်ကိုဖမ်းကြအောင်များနော် အဲ့ဒီမှာကျွန်တော်တို့ကဒီဒီအချိန်20နီးတဲ့ဒီဘက်ကိုပဲအရင်ကြည့်လိုက်မယ်။တုံညာ3ခွန်နဲ့တန်းနဲ့ဒီဘေးကရှေ့တန်းနဲ့ကပ်နေတဲ့အကွက်တုံညာ6အဲ့ဒီတုံညာ6ဆိုတာအဲ့ဒီနှစ်ထဲမှာပြန်ကြပါနော်တစ်တုံညာ6ကတစ်တုံညာ6လို့ကြားတယ်ဟုတ်ပြီနော်နောက်တစ်ခါသူ့ရဲ့ဘေးက အဲကိုငါတစ်ဆိုတော့လေပြန်ကြပါပဲเนาะဒီဖြစ်စဉ်လေးကဒါပုဒ်စံနေဖြစ်ခဲ့တာပါเนาะကိုငါတစ်ဆိုတော့ကျွန်တော်တို့ထိတ်ဆုံးပါเนาะအဲငါတစ်ကိုကအဲကိုငါတည်းလို့ကြာเนาะပြန်ကြဟုတ်ပြီเนาะအဲ့ဒီတော့၃ည၃ခွန်ပြန်ကြပြန်ကြဒီတစ်ခါဖမ်းမှာကျွန်တော်တို့ကဒီ တစ်နှစ်ကျော်ဟာဒီအချိန်20အခွက်ကိုဖမ်းမှာပါဗျာနော်အချိန်20အဲဟုတ်ပြီအဲ့တော့ဘာကနန်းလာနိုင်တယ်လဲဆိုတာကျွန်တော်တို့ဒီဘက်ကငွေရင်းပရိနဲ့သွားပြီးစစ်ကြည့်လိုက်ရအောင်အဲဟုတ်ပြီအဲ့ဒီမှာ930နော်ဆယ်နှစ်ချမတည့်ရခွန်ငါးနှစ်ကတော့ဒါပရိန်ပေါ့ဗျာနော် ဟိုဘက်မှာလူပဲသူနဲ့ဒီရှေ့ကကတ်နေတဲ့ကနန်းခွန်လေးလေးအဲ့ဒီခွန်လေးလေးကလည်းပြန်ကြပါဟုတ်ပြီနော်မိတ်ဆွေများအဲ့ဒီမှာလေးခွန်လေးကနေပြကြထားတာပါတော့ပြန်ကြနော်အဲ့လိုပဲသူပေးရကောင်း၃9ခွန်ဆိုတဲ့ကနန်းကလေသူကပြန်ကြပါပဲနော်အဲ့ဒီနေ့ထဲမှာ ။အိုးဖိတ်ဆုံးပါ။နော်ကိုတုံညာခွန်နော်ကိုတုံညာခွန်ကတုံညာကိုခွန်လို့ပြန်ကြထားတာပါ။တုံညာကိုခွန်လို့ပြန်ကြထားတာအဲ့ဒီခွန်30ပြန်ကြပြန်ကြရဲ့တနည်းကျော်ကွအခုကျွန်တော်တို့အချိန်20နဲ့ညီတဲ့အခွက်ကို ောက်လိုက်ရင်သူကဘာထွက်ထားခဲ့တော့ဆိုတော့နှစ်သုံးညာနှစ်ဆိုတာထွက်ထားခဲ့တယ်နော်မိတ်ဆွေများဒီနှစ်သုံးညာနှစ်ဘယ်ရလာလဲဆိုတာလိုက်ကြည့်ရင်ဟောဒီ30ဆိုတဲ့ကနန်းရေးရှိတဲ့နှစ်ကနေပြီးတော့ရှေ့တနှစ်ကျော်ကနေလာတယ်ဗျာဒီမှာဒူဒူ0ဆိုပြီးတော့နော်ဒူဒူ0ဆိုတဲ့ကနန်း ျွန်တော်တို့အခုဒီ430ပြန်ကြပြန်ကြရဲ့တစ်နှစ်ကျော်နှစ်သုံးညာနှစ်ဆိုပြီးလမ်းရိုက်တယ်နော်ဟုတ်ပြီနော်မြေဆွေများအဲ့တော့ဒီနှစ်နှစ်သုံးညာဆိုတာဟာလေဒီ430ရဲ့တစ်နှစ်ကျော်ကနှစ်နှစ်သုံးညာဟာလေဘာသူရှိနှစ်ကလာထားတဲ့ခဏဗျဒီမှာနော်သုံးညာနှစ်နှစ်ကအဲသူ့ရဲ့နောက်နှစ်ကိုနှစ်နှစ်သုံးညာဆိုပို့တယ် 恁那度伢是不比着多啊？我哩广东热啊，你比着？广东热，变价变价也。我等你久，等等我先补了吧。那我后边那没睡眠，哎，你多。哎，你木烟拉开的滴，恁都伢恁那说那个，都要给的，你过来补了喏。 ဲ့ဒီ၃ညာနှစ်နှစ်ကအပေါ်ဝကနေ၆၃ညာနှစ်တီသူရှိရဲ့နှစ်ကလာထားတဲ့ကနေဟာမှာ၆၃ညာနှစ်၆၃ညာနှစ်ဟာ၆၃ညာနှစ်လို့နောက်နှစ်ကိုပို့တယ်အဲ့ဒီအောက်ကကနန်းဖြစ်တဲ့၃ညာနှစ်နှစ်ဟာသူ့ရဲ့ကဲ့ရဲ့နှစ်ကိုပို့တယ်နော်နှစ်နှစ်၃ညာဆိုပို့တယ်ပို့ပြီးတော့အဲ့ဒီနှစ်နှစ်၃ညာဟာဟောဒီ အဲကျွန်တော်တို့ဒီ430ပြန်ကြပြန်ကြရဲ့နှစ်ကျော်တနှစ်ကျော်နှစ်တုံညာနှစ်ဆိုဘွားထွက်တယ်လို့ကျွန်တော်ကတော့အဲ့လိုပဲယူဆတယ်ပဲနော်အဲ့ဒီတော့ဒီဘက်ကိုပြန်စစ်လိုက်ရအောင်နော်ကျွန်တော်တို့ဒီဘက်ကိုโอเคအဲ့တော့ တုံညာ၃ခွန်ပြန်ကြပြန်ကြရဲ့တစ်နှစ်ကျော်ဟုတ်လားအခုအချိန်၂၀ကိုဖမ်းမယ်နော်အဲ့တော့ဟိုဘက်မှာလိုပဲဒီတုံညာ၃ခွန်ရဲ့နှစ်သေးရဲ့ရှစ်တစ်နှစ်ကျော်ကကနန်းတစ်ခွက်ဖြစ်ရမယ်ဗျဟုတ်ပြီနော်မိတ်ဆွေများတုံညာ၃ခွန်ရဲ့ရှစ်တစ်နှစ်ကျော်ကကနန်းတစ်ခွက်ကလာပေးရမယ်ဒီဟိုနှစ်အချိန်၂၀ကိုနော်ဘယ်လိုကနန်းဖြစ်ရမလဲ ူရဲ့နဘေးနှစ်ကဲ့ရဲ့နောက်နှစ်ကပို့ထားတဲ့ခဏန်းတစ်ခွက်လည်းဖြည့်ရမယ်။ဟုတ်ပြီနော်မေဆွေများဒီနှစ်တည်းကနေဒီကိုပို့ထားတဲ့ခဏန်းဖြည့်ရမယ်။အဲ့ဒီခဏန်းကတော့ဟောဒီကိုလှမ်းရရမှာ။အဲ့တော့ကဲအဲ့တော့ဘလူတွေပို့ထားလဲဆိုရင်ကြည့်လိုက်ရအောင်။964ဆိုတဲ့ကဏ္ဍဟာလေအဲနောက်နှစ်ထဲကို964ဆိုပြီးပို့ထားတယ်เนาะနောက်တစ်ခါ ဟောဒီမှာငါတိကူငါတိကူဆိုတဲ့ကနေအမောင်ငါတိကူဟာတကျွန်တော်ဖမ်းမယ်ကနေပဲ sorry sorry နော်ဒီတော့ဒီမှာ၄တင်၅ဒီ၄တင်၅ကလေကျွန်တော်တို့ဒီနေတဲ့ဝလန်ပို့ထားတယ်အရိကရဲ့နေတဲ့ဝလန်ပို့ထားတယ်အောက်ဆုံးမှာနော်တော်တော်ဝေးတယ်သူက၅၄တင်ဆိုပို့ထားတယ်နော်ဟုတ်ပြီနော်အဲ့ဒီတော့နှစ်ခွက်ရှိသွားပြီ 964ဆိုတာလေသူကဲ့ရဲ့နှစ်ကလာတယ်981ကလည်းကဲ့ရဲ့နှစ်ကလာတယ်ဟုတ်ပြီနော်အဲ့ဒီတော့နောက်တစ်ခုရှိသေးတယ်ဗျအဲဟာဒီမှာ324 324ကလည်းအဲကဲ့ရဲ့ဒီရှင်းနေတဲ့ဝလန့်ပူထားတာပဲဗျအဲ့တော့၃ခွက်တောင်ဖြစ်နေတယ်ကျွန်တော်တို့ကအခုအချိန်နဲ့စင်မှလာနေတာ၃ခွက်ဖြစ်နေတယ်ဒါပေမဲ့ကျွန်တော်တို့ကဟိုဘက်မှာဖမ်းခဲ့တယ်လို့ ရင်းလာတဲ့နှစ်ထဲမှာကြာထားတဲ့ကနန်းရဲ့အပေါ်ကကတ်နေတဲ့အကွက်ကိုစစ်ကြည့်လိုက်မယ်ဆိုရင်အဲကျွန်တော်တို့ဒီမှာ၄ .5 ဟိုအောက်ဆုံးမှာနော်ငါးလေးတစ်ဆူထွက်ထားတယ်နော်အဲ့တော့အဲ့၄ .5 ရဲ့အပေါ်ကကနန်းကိုကြည့်မယ်ကုတင်5ဟုတ်ပြီနော်အဲ့ဒီကုတင်5ဟာဟောဒီသူ့ရဲ့ဘေးကကတ်နေတဲ့နောက်နှစ်ထဲလာထားတာပြီဟောဒီမှာငါးတစ်ကိုက ဥပ္ပိနောမေဆွေများငါတက်9ပါကိုငါ9တက်9လို့ရိုက်တယ်သူ့အောက်ကကနန်း၄တက်9ဟာဟောဒီရှိနှစ်ကရဲ့နှစ်ကိုပို့ရဲ့နော်အောက်ဆုံးမှာနော်ဥပ္ပိနောမေဆွေများပို့တယ်နော်အဲ့ဒီကနန်းအချိန်20မှာလာရရမှာပါခုနပို့ထားတဲ့၃ခွက်ကိုစစ်ကြည့်ရင် 964ရဲ့လေဒီဘက်ကိုပို့တာပဲကရင်နှစ်ကိုဒါပေမဲ့964ရဲ့အပေါ်မှာရှိတဲ့740ဟာသူ့ရဲ့ဟိုဘေးကရင်နှစ်မှာလာထားတာမဟုတ်ဘူးဗျဒါကြောင့်ဒီကောင်ပယ်လိုက်ရအောင်ပယ်လိုက်မယ်နောက်တစ်ခါ324ဒီဒီ324ကလည်းဒီဘက်ကိုပို့ထားတာပဲဒါပေမဲ့324ဘောက623ဆိုတဲ့ကနန်းဟာဒီကရင်နှစ်တည်းကမဟုတ်ပြန်ဘူးဗျဟုတ်ပြီနော် အဲ့ဒီတော့အခုဒီပို့ထားတဲ့ကနန်း၃ွက်ထဲမှာဟောဒီ၄တင်၅၄တင်၅ဒီဟောဒီအောက်ဆုံးမှာငါ၄တင်လို့ပို့တယ်အဲ့ဒီတော့အဲ့ဒီကောင်းရဲ့အပေါ်ကနန်း၉တင်၅အဲ့ဒီ၉တင်၅မှာဟောဒီကဲ့ရဲ့နေထဲကလာထားတာပါအဲဟိုဘက်နဲ့ညီတဲ့အတွက်ဟောဒီ၄တင်၅ဒီသားကျွန်တော်တို့ဟောဒီအကျဉ်း၂၀မှာလာရရပါမယ်ဗျာဟုတ်ပြီနော်မိတ်ဆွေများ လေးတင်ငါနော်လေးတင်ငါအဲ့လေးတင်ငါအာဒီဟောကြီးအချိန်20မှာလာရိပ်ပြီးမိတ်ဆွေများရှင်းလာတော့မသိဘူးပြကျွန်တော်လည်းနည်းနည်းအတန်းနိုင်ဆုံးတော့တေချာအောင်တော့ရှင်းပြတာပါပဲနော်ဟုတ်ပြီနော်မိတ်ဆွေများကဲမရှင်းတာလေးတွေရှိရင်လည်းကျွန်တော်ရဲ့ကွန်မန့်မှာရေးပေးခဲ့ပါမိတ်ဆွေတို့အနေနဲ့အလားထင်မြင်ယူဆချက်ကလေးတွေလည်းရေးပေးသွားနိုင်ပါတယ်နော်ဟလား ဒီလေးတင်ငါကိုဘယ်လိုပုံစံနဲ့ထိုးတင်နေဆိုတာမျိုးလေးတွေအစားပေါ်ရနော်ကျွန်တော်ကတော့လေးတင်ငါအာကိုဖန်ထားပါတယ်နော်အထိုင်ကတော့မဖန်သေးပါဘူးရနော်လေးတင်ငါအာပါကဲတစ်ကတော့ဟိုဒီအချိန်20မှာတော့လာတော့မယ်တင်တာပဲဗျပျောက်နေတယ်ပြင်နော်ဒီလိုရှင်တင်နော်လာတော့မယ်တင်တာပဲကဲမိရှိလို့ရဲ့ထင်မြင်ဆက်ချက်ကလေးတွေကိုကမမရေးပြသွားကြပါနော် ကျွန်တော်ရဲ့ channel ကိုတင်ကြီးခံပြီးအားပေးကြတဲ့မိတ်ဆွေအားလုံးကိုလည်းအထူးပဲကျေးဇူးတင်ပါတယ်။ like လေးတွေ share လေးတွေလည်းလုပ်ပေးကြပါ။နောက်ပြီးတော့ subscribe မလုပ်ရသေးတဲ့မိတ်ဆွေများအနေနဲ့လည်း subscribe လုပ်ပေးသွားကြပါလို့အထူးပဲမေတ္တာရပ်ခံပါတယ်။ကဲဆက်ပြီးတော့လည်းကျွန်တော်အလူကနန်းကောင်းလေးတွေကိုတင်ပေးနေမှာဖြစ်တဲ့အတွက် နော် subscribe တော့လုပ်ပြအောင်လုပ်သွားကြပါကဲအားလုံးကျေးဇူးတင်ပါတယ်ဗျာမိတ်ဆွေများအားလုံးကြမ်းမချမ်းသာကြပါစေအောင်မြင်ကြပါစေဗျာ